အားလုံးသောမိတ်ဆွေပေါင်းမင်္ဂလာပါကျွန်တော်ကျော်စင်ဖန်ပဲဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့ကိုကျွန်တော်ကဒီနှစ်မှာတကြံနောက်ပိတ်ဆုံးနေ့ကိုကျွန်တော်တို့မြန်မာလူမျိုးတွေကအတာစားတယ်အဲ့ဒီနေ့ကိုကြောက်ကြတယ်ပေါ့နော်အဲ့အဲ့ဒီနေ့ကတကယ်တမ်းကျတော့ကြောက်စရာမဟုတ်ပါဘူးနော်အဲ့ဒီနေ့ကတကယ်တမ်းကျတော့ကြောက်စရာမဟုတ်ပါဘူးချစ်စရာပါအဲ့တော့ဒီတွေကလည်းအရန်တိုက်တယ်ဒီတွေကလည်းအရန်တိုက်တယ် ါတော့အတာအတာအိုးလေးပေါ့အတာအိုးလေးကကျွန်တော်ဖြစ်တယ်လို့ပေါ့နော်နေနံစုံညင်မှလည်းစုံမယ်အဲ့တော့ကြကြံနောက်ပိတ်ဆုံးနေ့ကြကြံနောက်ပိတ်ဆုံးနေ့အကျိုးအကြအကြက်အတက်နော်လေးရရှိတယ်ကြကြံအတက်နေ့နောက်ပိတ်ဆုံးနေ့ပေါ့နော်ကြကြံရဲ့ဝေယဝိဆတွေတင်းကြံရဲ့ဝေယဝိဆတွေကိုမင်းကကြိုဆိုရေးတာဝန်ယူမင်းက ကြီးကြရေးတာဝန်ယူမင်းကအကျွေးမွေးတာဝန်ယူမင်းကဘာကိစ္စတာဝန်ယူအဲ့ဒါလိုဟာမျိုးပေါ့တာဝန်ခွဲဝေတာပေါ့တာဝန်ခွဲဝေတဲ့အခါမှာနောက်ပိတ်ဆုံးကြတဲ့လူကအဲ့ဒီရဲ့ဝေယာဝိစာတစ်နှစ်လုံးရဲ့ကိစ္စဝိစာတွေကို तू ကတင်ကြုံလောက်အောင်မသေးကြလဲနော်အဲ့တော့အဲ့ဒီတကြံရဲ့နောက်ပိတ်ဆုံးရက်မှာကြာရောက်တဲ့သူတွေကအဆိုးတွေနဲ့ရင်ဆိုင်ရတတ်တယ်ပင်ပန်းတာတွေစိတ်ဆင်းရဲတာတွေအဲ့ဒါလိုဟာမျိုးတွေများစွာကြုံတွေ့ရတာမျိုးတွေကြုံတွေ့ရတတ်တယ် အဲ့တော့မဟာဘုတ်မှာပြန်ကြည့်မယ်ဆိုလို့ရှင်လေသူကဒီနှစ်ကဗုဒ္ဓဟူးကအတာစားတယ်ဗုဒ္ဓဟူးအတာစားတယ်ဆိုတဲ့အတွက်ကြောင့်ဒီနှစ်ကဗုဒ္ဓဟူးကမရဏနေရာမှာသူကရောက်ရှိတယ်နော်ဒီတမားလဲစနေနဲ့ကောင်းကျိုးမပေးဘူးနင်းကဟိုဘသိကန်အဲ့တော့အဲ့ဒီဗုဒ္ဓဟူးကအတာစားတယ်ဆိုတဲ့အတွက်ကြောင့်ဗုဒ္ဓဟူးဒီမရဏနေရာမှာရောက်နေတယ်အဲ့ဒီအတွက်ကြောင့်ကျင်းသေးတဲ့ဗုဒ္ဓဟူးသားသမီးတွေဒီနှစ်တစ်နှစ်တာမှာ 1389ခုနှစ်တနှစ်တာလုံးမှာကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေပူပင်စရာတွေကြုံမယ်။ तू ကတိုင်နဲ့ကြည့်မယ်ဆိုလို့ရှင်တဲ့ဇေယဝရလာဘဒွာယဗျာယမရဏကိစ္စဆိုတဲ့ तू ကခုနှစ်ခုမြောက်မှာ तू ကဗုဒ္ဓဘူးရှိတယ်။အဲ့ဒီအတွက်ကြောင့်ဗုဒ္ဓဘူးသားသမီးတွေကဒီနှစ်ထဲမှာဟိုဟာဆိုလဲပူပင်တော့ကကြုံတာဒီဟာဆိုလဲပူပင်တော့တော့ကကြုံတာမတင်မကြဖြစ်တာစိတ်နှက်ခွဖြစ်တာအဲ့လိုဟာမှုတွေဖြစ်တတ်တာပေါ့။ကျမကြီးနဲ့ပတ်သက်လို့ရှင်လဲဟာ ဟိုဟာဖြစ်သလိုလိုဒီဟာဖြစ်သလိုဓာတ်မှန်ပဲရရတော့မလို့ EEG ပဲဆွဲရတော့မလို့ ECG ပဲဆွဲရတော့မလို့လို့အားမအကောင်းစားပါရဂူကြီးတွေနဲ့ပဲပြရတော့မလို့လို့အဲ့လိုမျိုးတွေဝေခွဲရခက်တဲ့ပုံစံမျိုးတွေဖြစ်တတ်တယ်အဲ့တော့သားသမီးအတွက်ပူပင်ရတယ်နေရာထိုင်ခဲ့အတွက်ပူပင်ရတယ်အလှပမှုအတွက်ပူပင်ရတယ်သူ့မှာသူ့ရဲ့ယင်ထဲမှာပူလူအတွက်ပူပင်ရဒီလူအတွက်ပူပူပင်ရသူ့ကိုယ်သူပူပင်ရအဲ့လိုပူပင်သောကမျိုးစုံကြုံတွေ့ရတတ်တယ် အဲ့တော့အဲ့ဓာတွေထားတော့အဲ့တော့တကြံနှစ်စဉ်နှစ်တိုင်းမှာတကြံရဲ့နောက်ပိတ်ဆုံးရက်သည်အဲ့ဒါဘယ်နေ့လဲဆိုတာမှတ်ထားမယ်နော်အဲ့ဒီနေ့မှာကိုယ့်အိမ်မှာဗုဒ္ဓဘုရားသမီးရှိတယ်ဆိုလို့ရှင်တော့ပို့ပြီးတော့လှုပ်တင်တယ်အတာအိုးတအိုးပို့ပြီးတော့လှူရမယ်ကြိုရမယ်ထိုးရမယ်အဲ့တော့ တကြံရဲ့နောက်ပိတ်ဆုံးရက်အဲ့လိုရံမျိုးနှစ်ဆန်းတရက်လို့နဲ့တွေကိုရံမျိုးမှာဆိုလို့ရှိရင်လဲအဲ့ဒါကိုပရိတ်ရေပရိတ်အိုးဖြစ်တစ်ခါပြန်ပြီးတော့အသုံးပြုရမယ်။သူများတဲ့အိမ်မှာကပရိတ်အိုးတစ်လုံးပဲကို့အိမ်မှာကျတော့နှလုံးဖြစ်သွားမှာပေါ့။အဲ့တော့ဗုဒ္ဓဘုရားသမီးရှိတဲ့အိမ်တိုင်းအိမ်တိုင်းဗုဒ္ဓဘုနဲ့ယာဟုနဲ့တူသလားလို့မေးရင်အတူတူပဲနော်။ဗုဒ္ဓဘုနဲ့ညနေပိုင်းကယာဟုပဲ။နော်ဗုဒ္ဓဘုနဲ့မနက်ပိုင်းကသူကဗုဒ္ဓဘုပဲ။ဟုတ်ပြီနော်။ ဲ့တော့ Yahoo နဲ့ Bodohu နဲ့ဘာခွာလဲဆိုတော့ကျွန်တော်ကတော့ Bodohu နဲ့ Yahoo အတူတူပဲလို့သတ်မှတ်ထားတယ်ဒါပေမဲ့ Joe ရှိခွင့်မှာဆိုလို့ရှိရင်တော့ Yahoo Joe ဆိုတာမျိုးပါတယ်အဲ့တော့အနောက်တိုင်းမှာဆိုလို့ရှိရင် Bodohu ပဲရှိတယ် Yahoo ဆိုတာမရှိဘူးเนาะတင်းငွေတင်းလာအင်္ဂါ Bodohu ပဲရှိတယ်မဟုတ်ဘူးလားအဲ့တော့ Yahoo ဆိုတာအနောက်တိုင်းမှာမတော့ဘူးအဲ့ဒီအတွက်ကြောင့်ကျွန်တော်ကအနောက်တိုင်းနီးကိုများတော့အပြင်ယူတာများတယ်အဲ့ဒီအတွက်ကြောင့်ဘုဒ္ဓဟုပဲယူမယ်ယာဟုဆိုတာမယူပါဘူးเนาะကဲ ထိုင်ရတာတော့ကောင်းတော့ကောင်းတယ်လားဒါပေမဲ့ပြူရစိတ်ကကြိုက်တယ်ဗျာသူကပူပြင်း၆သွေးတဲ့ຢာစီရောက်တယ်ဆိုတဲ့အတွက်ကြောင့်ပြူရစိတ်ကဟိုကလာဒီကလာနဲ့အဲ့တလိုမျိုးတော့ရှိတယ်ကဲအဲ့ဓာတွေထားတော့အဲ့တော့မိမိအိမ်မှာဗုဒ္ဓဘုရားသမီးရှိတယ်ဆိုလို့ရှင်တော့ဒကြံကာလနစ်ဆန်းတည့်ရနေလို့နေမျိုးဒကြံနောက်ပိတ်ဆုံးလို့ရက်မျိုးမှာကောက်ညင်းပေါင်းလှူပေးမယ်နောက်ပြီးတော့အုံသီးပါတော့မုတ်ပဲသေးစားအဲ့ဒါလိုဟာမျိုးတွေလှူပေးမယ်နောက်တစ်ခုကမြေပဲပေါင်လှူပေးမယ်ကောက်ညင်းပေါင်းမြေပဲ နော်စသည်အပြင်အဲ့တလို့ဟာမျိုးတွေပါမယ်လှူရမယ်ကလေးတငယ်တွေတက်ကြီးရွယ်ဦးတွေလည်းကျွေးမယ်အလူဒနာလုပ်မယ်ဆိုလို့ရှင်ဘာလုပ်မလဲဆိုလို့ရှင်ကောက်ညင်းပေါင်းတော့မဖြစ်မနေထည့်ပြီးတော့အလူဒနာလုပ်ပေးပါအဲ့တော့အဲ့တလို့လုပ်ပေးလိုက်လို့ရှင်တော့ဗုဒ္ဓဘုရားသမီးတွေအားလုံးကန်စတာညံ့နေအားလုံးပြေပြောက်ကောင်းမွန်သွားပါလိမ့်မယ်တစ်နှစ်တာကြုံတွေ့ရမယ်အတာစားခြင်းဆိုတဲ့အဆိုးအညံ့တွေအားလုံးလည်းပပျောက်သွားပါလိမ့်မယ်။လာမဲ့အဆိုးတွေအားလုံးပပျောက်သွားပါလိမ့်မယ်လို့ပြောရင် ကျွန်တော်ကျော်စင်းဖန်ရဲ့အတာစားခြင်းအကြောင်းကိုဒီမှာပဲဒီကုန်းချုပ်ပြရစီအဲ့တော့ဘာမှထွေးထွေးထူးထူးမဟုတ်ပါဘူးအတာစားခြင်းဆိုတာเนาะအဲ့တော့ကျွန်တော်တို့မိတ်ဆွေတွေဆရာဒီတစ်ပါဘယ်နေ့နိုင်နေအတာစားလဲအတာစားတဲ့နေ့ရာဘာတွေဖြစ်တတ်လဲဘာတွေဖြစ်တတ်လဲနှစ်စဉ်နှစ်တိုင်းကျွန်တော်ဖြေနေတာပေါ့เนาะအခုဆိုလို့ရှိရင်ကျွန်တော်နှစ်စဉ်နှစ်တိုင်းဖြေလာတာမနေတော့ဘူးเนาะအဲ့တော့ဒီနှစ်မှာဗုဒ္ဓဘုရားသမီးတွေအတာစားတယ်အတာစားတယ်ဆိုတဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုတော့ဘာမှမဖြစ်ဘူးမစိုးရိမ်နဲ့ဟုတ်ပြီလားเนาะသူပန်သူအတာကြီးပဲစားစားမ ဲ့တော့စိုးရိမ်တဲ့သူတွေအတွက်ကိုပြောပြတာမစိုးရိမ်တဲ့သူတွေကဘာမှလုပ်စရာမလိုဘူးအဲ့ဒီအတွက်ကြောင့်ဗုဒ္ဓဘုသားသမီးတွေကဒီနှစ်ထဲမှာသူကတီဟိုညွန့်ကိုညာဘက်ခြေတော့ကနေမယ်နော်နှီးစီပန်းကိုဘယ်ဘက်ခြေတော့ကနေမယ်နေလဲပြီးလဲပြီးရောကန်းကော်ညွန့်ရဲ့မြေစာညွန့်ရဲ့အုံညွန့်လေးရဲ့ကိုရှော်မယ်ထဲမှာထဲခေါင်းပေါ်ကိုရိုက်ပေးရိုက်ပြီးတော့ခေါင်းရှော်တယောကမွန်းနဲ့ရှော်ပေးနော်ပြီးလို့ရှင်အဲ့ဓာတွေကို ဘုံမီအရက်ကိုသွားပြီးတော့ဆွန့်လိုက်အဲ့ဒါဆိုရင်ကောင်းသွားပါလိမ့်မယ်အဲ့တော့ဘုံမီအရက်ကိုဆွန့်မယ်ဆိုလို့ရှင်အောက်မှာနင်းထားတဲ့တီဟိုနော်တီဟိုတို့တက်ကယ်တို့အဲ့ဒါလိုဟာမျိုးအရွက်ကယ်နောက်ပြီးတော့စနေနံအရွက်စနေနံဆိုတော့ဒန်းလဲရတယ်နောက်ပြီးလို့ရှင်ထန်းလဲရတယ်နှင်းစီလဲရတယ်အဲ့ဒီဥစ္စာကိုနင်းမယ်နင်းပြီးလို့ရှင်ဒီချိန်မှာဗုဒ္ဓဘုရားသမီးတွေဒီနေ့တနက်တာကာလပတ်လုံးမှာအညံ့နေအားလုံးပြေပြောက်ပါစေအဲ့ဒါလိုမျိုးပြောမယ်ပြောပြီးတော့အဲ့ဒါကို ကောင်းစေမင်္ဂလာလောက်တာပေါ့နော်စေမစေးပြီးအောက်မှာနင်းထားတဲ့ဟာတွေကိုဘုံမီအရက်မှာပြစ်မယ်ဘုံမီအရက်မှာပြစ်မယ်ဆိုတော့ဘုံတဖူးရဲ့ဘုံမီအရက်ဒီဘယ်တောင်လဲဆိုလို့ရှင်ဘုံတဖူးစနေကြာတာပရိယာဟုတောင်ဖြစ်ပါတယ်ဗျာအဲ့တော့မိမိဇာဟုတောင်ကိုမသိတဲ့သူတွေကဘယ်လိုလုပ်ရမလဲဆိုတော့ကိုယ်အိမ်ရဲ့အနီးနားပတ်ဝန်းကျင်မှာဖျားစေတီတော့ရှိမှာပေါ့အဲ့ဖျားစေတီကိုတွားလိုက်ယာဟုတောင်ကဘယ်တောင်လဲဆိုတာကြည့်လိုက်ကြည့်ပြီးတော့အဲ့အဲ့တောင်ဘက်ကိုမှတ်ထားလိုက်ငါအိမ်ငါနေတဲ့အိမ်နဲ့ ငါနေတဲ့အရက်ဒေတာနဲ့ပတ်သက်လို့ရှိရင်ဘယ်တော့မှ Yahoo တောင်ဖြစ်မလဲဆိုတာလဲအုံနောက်ကလေးနဲ့စဉ်းစားပြီးတော့အဲ့အဲ့တိုင်းလုပ်လုပ်ပြီးတော့အဲ့ဒီတောင်မှပြစ်လိုက်နောက်ပြီးတော့အပေါ်မှာခေါင်းပေါ်မှာခေါင်းစေးမင်္ဂလာလုပ်မယ်ဆိုလို့ရှိရင်အပေါ်မှာတရော်ကမုန်းကွက်ရှိတယ်အဲ့တရော်ကမုန်းကွက်ထဲမှာဘာထည့်ရမလဲဆိုလို့ရှိရင်စစောကအုံချောင်းညွန့်ရယ်ကန်းကော်နှစ်ညွန့်ရယ်မြေစာငါးညွန့်ရယ်နော်အဲအဲ့ဒီဟာလေးထည့်မယ်ထည့်ပြီးလို့ရှိရင်အဲ့တော့ဗုဒ္ဓဘုရားသမီးမှရှိနေတော့အညံ့နေအားလုံး ဒီချိန်ကနေစတင်ပြီးပပျောက်စေဖို့လက်လာပါရှင်လန်းစေဘေးဥပဒ်ဘေးဥပဒ်အန္တရာယ်တွေကင်းစေကိုပြောတတ်သလိုပြောနော်အဲ့ဒါလိုပြောလဲပြီးလဲပြီးဒီချိန်ကနေစတင်ဗုဒ္ဓဘုသားသမီးကံကောင်းပြီပေါ့အဲ့ဒီခေါင်းပေါ်မှာတတ်ချားတဲ့တယောကမုန်းရက်တွေတယောကမုန်းတွေကိုခွက်ကလေးနဲ့ခံမယ်ခံလဲပြီးလဲပြီးအဲ့ဒါကိုတေစအရက်ဖုံးတကူကြီးစေတော့အရက်ပေါ့နော်ဗုဒ္ဓဘုရဲ့တေစအရက်ကဘယ်အရက်ကြမလဲဆိုလို့ရှိရင်နော်ပရိဝါယအာယုနဂရဘုံမိဂဟပရိတေစ6ခုမြောက်ပေါ့ 6ခုမြောက်ဆိုတော့ဘယ်အရာကြမလဲဆိုလို့ရှိရင်ဗုဒ္ဓဘူးเนาะစနေကြာတာပရိယာဟုတောက်ကြတနင်္ဂနွေတောင်းပေါ့တနင်္ဂနွေတောင်းအရက်ကိုအဲ့ဒီအပေါ်မှာရှိတဲ့ဟာတွေကိုအပေါ်မှာခေါင်းစင်းမင်္ဂလာလုပ်တဲ့ဟာတွေကိုအဲ့ဒီဘက်ကိုပြစ်ပေါ့အဲ့ဒါဆိုလို့ရှိရင်အားလုံး okay မှာဆိုပြေးသွားပါလိမ့်မယ်ဟုတ်ပြီလားအဲ့ဒီအတိုင်းလေးလုပ်ကြည့်ပါအဲ့တော့ဒါမဖြစ်မနေလုပ်ရမယ်ကိစ္စလေးပါပဲเนาะအဲ့တော့ အဲ့ဒီနေ့က16ရက်4လ2025နောက်ပိတ်ဆုံးတကြံရဲ့နှစ်တနည်းကကာလပေါ့နော်မြန်မာနှစ်မြန်မာခုနှစ်ကနောက်ပိတ်ဆုံးရက်ကို အတာစားတယ်လို့ဆိုလိုခြင်းပဲဖြစ်ပါတယ်အဲ့တော့အတာစားခြင်းအကြောင်းဆိုတာဘာမှမဟုတ်ပါဘူးเนาะအဲ့တော့ဘာမှမဟုတ်ပါဘူးဆိုတာကိုကတော့ဘုတ်တဟူးမှမဟုတ်တာဘာမှမဟုတ်ဘူးလို့ထင်တာပေါ့အဲ့တော့ အတာရဲ့နောက်ပိတ်ဆုံးရက်မှာကြာရွက်တဲ့သူတွေကစိုးရင်ပူပန်မှုတွေများတတ်တာပေါ့အဲ့ဒီအတွက်ကြောင့်အဲ့ဒီအတိုင်းလေးလုပ်ကြည့်ပါကိုယ့်အိမ်မှာကလေးတငယ်တွေရှိလို့ရှင်လဲအဲ့ဒီအတိုင်းလေးလုပ်ပါအဲ့ဒါလေးကိုမှတ်မှတ်သားသားလုပ်ပေးပါနောက်ပြီးတော့ကိုယ့်ရဲ့မိတ်ဆွေတွေသိအောင်လဲမျှဝေပေးပါဒီဗီဒီယိုဖိုင်လေးကိုနော်မျှဝေပေးပါနောက်ပြီးတော့မတိနားမလဲတဲ့ကလေးတွေကိုလည်းကိုကညွန်ပြပေးပါအတာစားခြင်းဆိုတာချောက်အောင်ကြောက်အောင်လန့်အောင်ချောက်ပြောခိုင်းတာမဟုတ်ဘူးနော် အတာစားခြင်းဆိုတာနှစ်တစ်နှစ်ကနောက်ပိတ်ဆုံးရက်ကိုအတာစားတယ်လို့ခေါ်တယ်။ तू ကနောက်ပိတ်ဆုံးကျန်တဲ့နေ့နံတွေရဲ့အကုန်လုံးကို तू ကစုခံရတာလေ။ तू မှနောက်ပိတ်ဆုံးကြတာပေါ့။အဲ့တော့နောက်ပိတ်ဆုံးကြတဲ့လူခံရတာပေါ့ဗျာ။အဲ့ဒီသဘောပါပဲနော်။ကဲအဲ့တော့လာမယ့်နှစ်ဗုဒ္ဓဟူးနံနေနဲ့ပတ်သက်ပြီးဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ကိုယ်ပိုင်ကိုဉာဏ်ရှိသလိုဆက်ပြီးတော့စဉ်းစားကြည့်ပါ။ကဲဒီလောက်ပါပဲကျွန်တော်ကြော်စင်းဖန်ပါ။ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39 255 380 358ပဲဖြစ်ပါတယ်။ အဲ့တော့အခုရပိုင်းအတွင်းတော့ပေးတယ်မဟုတ်သေးဘူးကျွန်တော်ခရီးသွားနေတယ်အခုကျွန်တော်တင်ပေးတာလည်းကြည့်လိုက်အောင်နော်နောက်မှာဘာမှမရှိဘူးနော်နောက်မှာရိုးမာကြီးပဲရှိတယ်အဲ့ဒါကြောင့်မလို့နော်ဟုတ်ပြီလားကဲအဲ့ဒီအတွက်ကြောင့်နောက်မှာဘာမှမရှိချောင်းပဲရှိတယ်နော်ချောင်းရဲ့ဝဲယုံနေရဒါပဲရှိတယ်သူတွေထူးထူးဘာမှမရှိဘာတဲစုပ်ကလေးတစ်လုံးရဒါပဲရှိတယ်အဲ့တော့ကျွန်တော်ဒီတဲစုပ်ကလေးပေးနာမှာအခုရိုက်နေတာနော်ကဲအဲ့တော့အတာစားခြင်းအကြောင်းလဲပြီးသွားပြီ အဲ့တော့ကျွန်တော်မိတ်ဆွေတို့ဘာမှစိုးရင်စရာမလိုပါဘူးလို့ပြောရင်ဒီမှာပဲဤကုန်းချုပ်ပါပြီเนาะခုနဲ့သားသမီးအားလုံးကျမ်းမာချမ်းသာလူဝဆန္ဒပြည့်ဝပါစေပူပင်တော့ကကင်းဝေးပါစေယခုကြုံတွေ့နေရသောဘေးဒုက္ခအဆိုးအမျိုးမျိုးမှလည်းကင်းလို့ကြပါစေ